ဟယ်လိုဒုတိယဝါသနာချင်းကြီးကိုမောင်မောင်များအားလုံးပဲမင်္ဂလာပါနော်ဒီဗီဒီယိုရိုက်တော့အရင်နောက်ကြနေပြီဗျ3နာရီ10မိနစ်လောက်တော့ရှိနေပြီဗောနော်အဲကျွန်တော်နောက်ကြတဲ့ဂျားရဲကနေကျွန်တော်အမြန်တင်ပြလိုက်ပါတယ်နော်အဲ့တော့မနက်ကအစင်ပြေကြလားရတဲ့သူရှိကြလားပောက်တဲ့သူရှိကြလားမနက်ကကျွန်တော်စိုက်ကလေးနဲ့ဒီမှာဒီစိုက်ကိုကျွန်တော်ပြပေးခဲ့တယ်ဗောနော်စိုက်ဒီဘရိတ်စိုက်နဲ့စိုက်နဲ့ဂီးစိုက်နဲ့ဗောနော်168နောက်ပိတ်ကို168နောက်ပိတ်ကိုကျွန်တော်တို့6လ6ဘရိတ်ဆွဲခိုင်းလိုက်တာမနက်က13ဆိုပြီးတော့မနေ့ကမှ ထွက်ထားတဲ့ဟာဒီမနက်3တိလို့ပြန်ထွက်တယ်ပေါ့နော်အဲ့တော့ကိုလိုမတို့စင်ပြေကြလိမ့်မယ်လို့ယုံကြည်ပါတယ်ထင်ပါတယ်နော်မနက်ကဘရိတ်လဲအောင်တယ် main ကွယ်လဲအောင်တယ်အဲ့တော့မနက်ကအကိုဒီမတွေစင်ပြေကြလိမ့်မယ်လို့ထင်ပါတယ်နော်ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီညက်ညီသွားလိုက်အောင်ဂျာတာပရိညက်ညီမှာလည်းကျွန်တော်ဘရိတ်ဆိုင်2ဆိုင်ဖမ်းထားတယ်ဘရိတ်က2ဆိုင်တော့မဟုတ်ဘူး3ဆိုင်ဖမ်းထားတယ်ကီးနေပေါ့နော်အဲ့တော့ဆိုက်ကိုကြည့်ပြီးတော့ဂျိုင်းနေတန်လိုက်ထိုးလို့ရတယ်နော်အဲ့တော့ကျွန်တော်ဒီမှာလည်းအဒူရီတီတီရဲ့ရောစားမှန်ကန်စွာနဲ့ လာထုတ်လို့ရပါတယ်။ယုံကြည်ဆက်ချက်သာလာထုတ်လို့ရပါတယ်။ကျူးရီတီတီလာထုတ်လို့ရပါတယ်။ကျွန်တော်ဒီမှာစော်ကစားခြင်းနဲ့ဆိုရင် Viber နံပါတ်ဖြစ်တဲ့6920304ကိုဆိုတဲ့ Viber မှာသွားပြီးတော့စော်ကစားလို့ရပါတယ်။လာပြီးတော့စော်ကစားလို့ရပါတယ်။ကျွန်တော်တရားခံတော့အမခံပါတယ်။ကြည့်ရတော့ကျွန်တော်ညနေစိုက်သွားလိုက်အောင်ဗျာ။ဂျာတာပရိနိညနေ။ဂျာတာပရိနိညနေမှာတော့ကျွန်တော်တို့163ပရိပါကျွန်တော်အမအချိန်မရလို့ကျွန်တော်စိုက်တော့ဆွဲမထားဘူး။ဒါပေမဲ့ကျွန်တော်လက်တန်းပြပေးမယ်။အချိန်မရတဲ့သူတွေကနောက်ကျနေတဲ့သူတွေကဒီကဏ္ဍကိုကြည့်ပြီးတော့သွားထုတ်ပါ။ကဏ္ဍကိုကြည့်ပြီးသွားထုတ်ပါဆိုတော့မင်းက163ပရိဆွဲမယ်။ ်တဆယ်တင်ကတင်းနဲ့မိန်ထိုးမယ်6966ကိုမိန်ထိုးမယ်83 885မိန်ထိုးမယ်ဒီကုတ်ကွက်ကိုဘာလို့မိန်ထိုးခိုင်းတာလဲအောက်မှာလည်းကျွန်တော်ကဏ္ဍနေရပါသေးတယ်13186863 84ဒူအော်တယ်နော်116ကဒူတယ်16ကပပထဲ့ရန်အဲ့တော့မင်းကကဏ္ဍနေရအများကြီးပဲလို့ကျွန်တော်မေးစရာရှိတယ်တကောတကယ်တော့ဒီ site ကဒီဒီ main ကိုကဒါကျွန်တော်တို့ကဒါ site ကဗရိ site နဲ့ site နဲ့ key site နဲ့ဖန်ထားတာပါတကယ်နော် အဲဘရိတ်ဆိုင်ဘရိတ်ဆိုင်ကနှစ်ဆိုင်တောင်ပေါင်းပြီးတော့ဒီကနန်ကိုးဘက်ကဖမ်းထားတာပါဒါကတသက်တာတစ်ဆိုင်ပေါ့နော်အဲ့တော့ငွေကနန်များတဲ့ထင်းနေဆိုလို့ရှိရင်ဒီဒူအော်တွေကိုမထိုးပါနဲ့နော်ငွေထိုးနိုင်တဲ့ငွေကနန်များပြီးထိုးနိုင်တဲ့သူတွေကထည့်ထိုးပါတကယ်လို့ကနန်နဲတာကိုပဲထိုးခြင်းနဲ့ဆိုရင်ဒီကိုးဘက်ကိုပဲထိုးပါတခါလေးပြောလိုက်မယ်နော်ကဲဟုတ်ပြီကျွန်တော်စိုက်ကလေးသွားလိုက်ရအောင်ဗျာနော်ဆိုင်ကလေးသွားလိုက်အောင်ဆိုတော့ကြာရိုးရှင်းရှင်းပါပဲဗျာနော်ဘယ်ကနေစကြည့်မလဲဆိုရင်အဲဒီမှာကြီးကျွန်တော်ဒီကနေစပြဗျာနော်ခဏလေးဒီကနေစပြပေးမယ် ီမှာဗျဒီမှာ2 9နှစ်လို့ပေါင်းပါဒီနှစ်နဲ့ဒီ9နဲ့ဒီနှစ်ဒီ2 9နှစ်လို့ပေါင်းခြင်းอ่ะ9ရတယ်ဗျเนาะ9ပါပါလေး9နှစ်ခက်က6 9လေး6ကီးပေါ့เนาะဒီ2 9နှစ်လို့ပေါင်းခြင်းอ่ะဒါကီးอยู่တာပေါ့เนาะ2 9နှစ်လို့ပေါင်းခြင်းอ่ะ9ရလို့9ပါပါလေး9နှစ်ခက်က6 9လေး6ကီးရဒီမှာလေးတလုံးထိတယ်เนาะဟုတ်ပြီအဲလေးတလုံးထိရကျွန်တော်တို့ဒီမှာ brake site ကိုကျွန်တော်ဖမ်းပြပေးမယ် brake site ကလည်းရိုးရိုးရှင်းရှင်းပါပဲဗျာเนาะ brake site ကလည်းရိုးရိုးရှင်းရှင်းပါပဲအဲ့တော့ကျွန်တော်တို့ကျွန်တော်ပြပေးမယ် ဒီမှာ6နှစ်6လို့ဒီလို3လုံးပေါင်းခြင်းဟာ1နှစ်3လေး6နှစ်6လို့ဒီလို3လုံးပေါင်းခြင်းဟာ4ရာလို့4ဘဝကို4နှစ်ခက်ကနှစ်အော် sorry ခဏလေးอืมလေးလေးရလို့ဟိုဒီကောင်းဒီကောင်းမဟုတ်ဘူးဒီကောင်းမဟုတ်ဘူးဒီကနေစတာမဟုတ်မိလို့ sorry မ sorry ကျွန်တော်ရရပြန်ပြန်စပြမယ်เนาะ9 3ည3နဲ့เนาะခဏလေးအဲအရင်ရရနေစမှာ9 6 oh sorry sorry ဒီမှာ ဒီနှစ်နှစ်တစ်လို့ပေါင်းမှာဒီနှစ်နှစ်တစ်လို့ပေါင်းခြင်းဟာ900လို့9ဘဝ3ည9နှစ်ခက်က3 9ည3ဒီလို184ဆို3ဖြစ်တယ်ပေါ့နော်153လို့ပေါင်းခြင်းဟာ153လို့ပေါင်းခြင်းဟာကျွန်တော်တို့က6ဖြစ်လို့6ဘဝတိ6နှစ်ခက်ကကို6တိကိုဒီလို3နှစ်6လို့6တိကိုတိဖြစ်တယ်ပေါ့နော်အဲ3ည9 6လို့ပေါင်းခြင်းဟာတိဖြစ်လို့တိဘဝ6တိနှစ်ခက်က8တိ6ရှိဖြစ်ခြင်းနဲ့ဒီမှာ9ရဲ့9ရဲ့ပေါင်းတော့78 8ရဲ့8ရဲ့ပေါင်းတော့6ပေါ့နော်အဲ့လိုတိ6ဖြစ်တယ်ပေါ့နော်6ရှိ9လို့ပေါင်းခြင်းဟာ လေးလေးရခွင်ပေါင်းတစ်ပါဝါ6 6ရရှိရပေါင်းတော့ခွန်ခွန်ရခွင်ပေါင်းတော့လေးပေါ့နော်အမစော်ရီ6ရရှိရပေါင်းတော့4 4ရခွင့်ပေါင်းတော့1ပေါ့နော်168ပေါ့နော်1ပေါ့ပါ6ရနဲ့ခါခါကြီး168ဖြစ်ချင်းဒီလိုသုံးလုံးပေါင်းကြီး168ဖြစ်ရမယ်ဆိုတော့ကျွန်တော်1ဖြစ်သွားတယ်ပေါ့နော်အဲ453ပေါင်းကြီးရလေကျွန်တော်တို့က1ဖြစ်လို့1ပေါ့ပါခွန်နဲ့နှစ်ခါခါလေးဒီမျိုးသုံးလုံးပေါင်းကြီး1ခွန်လေးဖြစ်ရမယ်ဆိုတော့ဒီမှာ1ခွန်လေးဖြစ်ရမယ်ဆိုတော့ဒီမှာကျွန်တော်တို့က1ထိတ်နဲ့ဒီမှာ1ဒီမှာ1တစ်လုံးရှိတဲ့အတွက်ကြောင့်1ဖြစ်အောင်ဒီမှာ1ပြိထည့်ပေးရမယ်အဲခွန်ဖြစ်အောင်6ပြိထည့်ပေးရမယ် အဲဒီကောင်လေးဖြည့်အောင်၃ပြိထည့်ပြန်မယ်တစ်ချောက်၃ပြိဆွဲလို့ပြောနော်ကီလန်ရိုးရှင်းပါတယ်ဒီမှာဆိုတော့ကီလန်ကဒီမှာ၈တင်၅ပေါင်းကြီးကလေးဖြည့်လို့လေးကိုနစ်လေးဘဘကိုလေးနှစ်ခါလေးကိုနစ်ကီ၃ညာ၈၅ပေါင်းကြီးက၃ဖြည့်လို့၃ဘဘရှိ၃နှစ်ခါက၅၃၅ကီ၆၈၈ပေါင်းကြီးက၂ဖြည့်နှစ်ခုလေးကီလေးနှစ်၅ပေါင်းကြီးက၈ဖြည့်လို့၈ဘဘဆို၈နှစ်ခါက၈၃တကီဟုတ်ပါဦးတချောက်ရှိကြီးပြောတာ၄ရက်နေရပေါ့နော်၆၆ရက်ငါးရက်ပေါ့နော်တချောက်ရှိကြီးညနေပေါ့နော်ကဲအားလုံးကျေးဇူးတွေပါအားလုံးကံကောင်းကြပါလေနော်